အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမယ့်ခေါင်းစဉ်ကတော့ဆရာမြတန်းတင်ရေးသားထားတဲ့ကျင်းနီအောင်အချင်းနဲ့ဝိထုတူများဆိုတဲ့စာအုပ်ထဲကတစေစာရေးဆရာတူကျွတ်တန်းဝင်ခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စာမဖတ်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပြီးဒိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့မြတ်တာရက်ခံပြရစေခင်ဗျာတစေစာရေးဆရာတူ ွတ်တန်းဝင်ခြင်းဖေဖေအတွက်ရက်လယ်စွန့်တုတ်ပြီးနောက်တစ်နေ့တွင်မတ်နယ်တို့သားမိသည် သူတို့အိမ်ကန်းကလေးကိုရှင်းကြသည်သူတို့အိမ်ကန်းကလေးမှာသုံးပင်နှခန်းအိမ်ကလေးတွင်အိမ်ရှင်ကတချမ်းသူတို့ကတချမ်းနေရသည့်ဆယ်ပေခန်းကလေးဖြစ်၏မတ်နယ်လေးကားတန်းရောက်ချိန်မှစ၍ယခုတိုင်ဒီအိမ်ကလေးမှာပဲနေရဆဲဖြစ်၏မူလာတန်းចောင်းတက်တော်လဲဒီအိမ်ကန်းကလေးကပဲတက်ခဲ့သည်အထက်တန်းအောင်တက်ကတူပွဲရပြီး မူလာလန်းဆီယာမာလုတ်တီအထီလဲဒီအိမ်ကန်းကလေးထဲမှာပဲနေရာစဲဖြစ်သည်ဖေဖေဒီဒီအိမ်ကန်းကလေးထဲမှာပဲစာရီရေးသွားပြီးဒီအိမ်ကန်းကလေးထဲမှာပဲကွယ်လွန်သွားခဲ့သည်ဖေဖေဒီမဂ္ဂဇင်းတိုက်တိုက်တွင်စာပြင်ဆီယာလုတ်တီတခါတလေတွင်လဲဝိထုတူကလေးတွေရေးသည်မဂ္ဂဇင်းနေထဲတွင်သူ့ဝိထုတူကလေးတွေကြပြာကလေးတွေပါလာလျင်မမေကိုပြတ်တက်သည်မမေကတော့ဘာမှမသိသူ့ယောက်ျားသည် စာရေးစရာဟုအိမ်နီးချင်းတွေကိုပြောတတ်သည်အိမ်နီးသားချင်းများကလည်းဖေဖေကိုစာရေးစရာဟုပင် အလွယ်တကူအတိအမှတ်ပြုကြသည်ဖေဖေစာရီကိုဖတ်ဖူး၍မဟုတ်မဂ္ဂဇင်းတိုက်ကိုတွား၍အလုံလုံးနေသည်ကိုသိကြသောကြောင့်စာရေးစရာဟုခေါ်ကြခြင်းဖြစ်၏တို့ရတွင်ဖေဖေသည် စာမရေးဘဲစာရေးစရာဟု အခေါ်ခံရသူတော့မဟုတ်ပါဖေဖေစာရီကိုရေးပါသည်ညည ဖူးစကတ်ဆက်ကူတွေနဲ့ရေးလိုက်တဲ့ဝတ္ထုတွေမနေပါညဆိုရင်ဖေဖေအိတ်ချင်ဟူ၍ပင်ကောင်းကောင်းမရှိပါ9နာရီလောက်သာအိပ်ပြီးစာရီကိုတကုံးကုံးရေးနေတတ်ပါ၏မတ်နွယ်ငငယ်ကတော့ဖေဖေဒီရေနံစီမီးကွက်ကလေးဖြင့်မီးရောင်တွင်စားရေး၏နောက်တော့အိမ်ရှင်ကပတ်စံထက်တောင်းကမီးတွယ်ပေးသဖြင့်လျှက်စစ်မီးရောင်ဖြင့်ရေးပါ၏ဖေဖေဤဝတ္ထုတို့ကလေးများကြပြားကလေးများသည်တခါတရံမဂဇင်းတွေပါလာတတ်သည် ထိုအခါဖဖေးသည်မေမေနှင့်မတ်နွယ်ကိုဂုံယူဝင်ကြွားစွာပြတတ်၏ထို့ရာတွင်သူ့ကဗျာဝတ္ထုတို့လိုမှတနည်းမှ၃၄ခါလောက်သာပါတတ်သည်ညညသူရေးသည့်စာရီမှာအပေခံရဟန်သူပါသည်တကားမြှပါလာဒီကိုမတွေ့ရပါမတ်နွယ်ငငယ်တုန်းကတော့သူတို့ဖဖေးသည်ညညတွင်ဒီလောက်စာမရေးပါ စာဖတ်သည့်အချိန်ကပိုများသည်ဖေဖေရသည့်စာပြင်လာကကလေးသည်မတ်နွယ်တို့သားမိ ချစ်ချစ်ချုပ်ချုပ်သုံးဆွဲလျင် လောက်ပါသည်နည်းနည်းပါပါချို့တဲ့နွမ်းပါတာလောက်တော့ရှိပါသည်တို့ရတွင်မက်နွယ်အထက်တန်းတို့ရောက်လာသည့်အခါတွင်မူဖေဖေရသည့်စာပြင်လာကားဖြင့်မလောက်တော့ပါအဝယ်စားဖို့ကြောင်းလာကခရီးစရိတ်စသည်တို့ပို့လာပါသည်ဘူလာတန်းအလဲတန်းတို့ကတော့ကြောင်းစိမ့်လုံကြီးဖို့အင်းကြီးဖို့စာအုပ်ဖို့ထီးဖို့ရွယ်အိတ်ဖို့လောက်တာကုန်လင်ကိစ္စပြီးပါသည်တို့ရတွင်အထက်တန်းရောက်သည့်အခါတွင် ကျောင်းလုံးကြီးကြီးမရတော့ပါအပြင်ဘက်ကကျူရှင်ကိုပါတက်ရသဖြင့်အဝယ်အစားဖို့ပူလာပါသည်ကျူရှင်ဘိုးကတဘာသာကို25ချက်ဖြစ်ပြီးသုံးပါတာတက်ရတော့85ချက်ကုန်ပါသည်ကျူရှင်တို့တွားရသည့်ဈေးကုန်လာပါသည်တရေစာဘိုးကုန်လာပါသည်ထို့ကြောင့်ဖေဖေမဂ္ဂဇင်းတိုက်ကရသည့်စာပြင်စရာလကနဲ့မလောက်တော့ပါဖေဖေစာရေး၍ရသည့်ဝင်ပါလေဘာမှမဖြစ်တော့ပါကြပြတပုတ်ပစေရပါသည်ဝိထုတပုတ်ကို 30တခါတလေ40ပဲရပါသည်တို့တိုင်းလဆင်ပါတီမဟုတ်ပါ3လလမှတစ်ချိန်လောက်ပါတတ်သဖြင့်ထိုးမွေကိုအားကိုး၍မရပါထိုးခါရင်ဖဖေးသည်ဘကစင်းတိုက်တွင် မကတော့ပဲပုံနှိပ်တိုက်နှစ်တိုက်ခွာ၍လို့ရပါသည်ဖဖေးသည်မနက်အစောကြီးကလေးကထွက်သွားပြီးအစောဆုံးည7:00နာရီလောက်မှပြန်လာတတ်သည် မတ်ຫນွယ်နေဖဖေးသည်တနေ့တစ်ခါမျှပင်ညနေချင်းမဆိုင်ပြစ်ကြပါ မနက်အစောကြီးမတ်နွယ်မနှုံးမီဖဖေသည်ဘစကားဂိတ်သို့ရောက်နေလေပြီညဖဖေပြန်လာသည့်အခါတွင်မတ်နွယ်အိပ်ပျော်နေလေပြီမတ်နွယ်စာမေးပွဲသားနေ၍ညနက်အောင်စာကြည့်သည့်အခါမျိုးမနက်အစောကြီးထား၍စာကြည့်ရသည့်အခါမျိုးကြမှာတာမတ်နွယ်တို့သားမိမျက်နှာချင်းဆိုင်ဖြစ်သည်ဖဖေအပင်ပန်းဆုံးမှာမတ်နွယ်တက္ကသိုလ်တို့တက်ရသည့်ကာလဖြစ်သည်တက္ကသိုလ်ကိုရောက်တော့တက္ကသိုလ်ကျောင်းသူနဲ့တူအောင်အထိုက်အလျောက်ဝစားရပါသည် အတန်းစောစောတက်တဲ့နေများတွင်ဘုတ်ဘူးသမင်းဘူးကုန်ပါသည်အိမ်ကသမင်းဘူးယူမသွားနိုင်ပါပြန်တပန်းလာသည့်ဟင်းမျိုးမတက်နိုင်သဖြင့်မက်နွယ်လည်းမယူချင်ပါယနေ့ပဲပြုတ်ကျော်ချင်းရင်ဟင်းနောက်တနေ့ချင်းရင်ဟင်းပဲပြုတ်ကျော်ဆိုတော့မက်နွယ်နည်းနည်းရှက်လာပါ၏ထို့ကြောင့်သမင်းဘူးမယူတော့ပဲเจ้ามาเนี่ยละตุตุบารุเนี่ยผิดตะหลุซาดีขยี้ซี้ก็เลยท้าวมาอีมอเตอร์คาร์30ซีอาทะเพียงอตวาตะแจกควဲ အပြန်တစ်ချက်ခွဲလောက်ကုန်နေရခရီးစရိတ်တက်တက်ပင်တနေ့၃ချက်လောက်ကြာနေပါသည်ထိုခါမျိုးတွင်ဖဖေသည် ပုံနှိပ်တိုက်နှစ်တိုက်မကတော့သုံးတိုက်ကိုခွာ၍အလုတ်လုတ်ရပါသည်တညဖဖေပြန်လာစဉ်ဝိုးရွာပြီးအေးအေးမီးသဖြင့်အိပ်ရာထဲလဲပါသည်တတော်နဲ့လလန်ပြန်မထူနိုင်ပါဖဖေနဲ့ခပြားရေးဘတ်ဆရာဝန်တယောက်ကစေးုံခေါ်သွားပြီးတမ်းမှန်တို့ဘာလို့ရိုက်၍စစ်ဆေးပါသည်ဖဖေတွင် တီဘီရောဂါဖြစ်နေသည်ကို တွေ့ရသဖြင့်ပုံနှိပ်တိုက်များကအလုပ်ကိုရှော့ပြစ်လိုက်ရပါသည်ကိုခန္ဓာလဲစိတ်သွားတိုင်းမပါနိုင်တော့ပါဖေဖေဒီမောမောနေတတ်ပါသည်ဖေဖေဒီညာအလုပ်များကိုလွတ်လိုက်ရပြီးမိဘကမဂဇင်းတိုက်စားပြက်အလုပ်တစ်ခုလဲကိုဒါလုပ်ရပါသည်ထို့အခါတွင်ဖေဖေဒီညာဘက်တွင် စာရီရေးပါသည်ဖူးစကတ်စာရွက်တွေနဲ့တထက်ကြီးရေးပါသည်ထိုစဉ်ကမတ်ရွယ်ဆယ်နှန်းရောက်နေပါပြီ။ ဆန်တန်းကျောင်းသူမတ်နွယ်သည်ဖေဖေရေးသည့်လက်ရေးစာမူကိုဖတ်ကြည့်ပါသည်ဖေဖေဝတ္ထုနာမည်မှာလာရအောက်တွင်ငို၍အမောင်ထဲတွင်ရည်မီဆိုသည့်ဝတ္ထုဖြစ်ပါ၏သူစာရေးဆရာတယောက်အနေဖြင့်ဘဝတွင်မြည်တို့ရုံးကန်ရာကြောင့်ကိုရေးထားသည့်ဝတ္ထုဖြစ်ပါသည် မတ်နွယ်သည်ဖေဖေဝတ္ထုကော်ပီကိုဖတ်ကြည့်သည်ဖေဖေဝတ္ထုကစိတ်ညစ်စရာစင်းရဲသည့်အကြောင်းတွေငတ်သည့်အကြောင်းတွေချစ်သူနှစ်ယောက်ကွဲခြားသည့်အကြောင်းတွေ ဖေဖေဝတ်ထုတွေပင်တဒနာတွေကလည်းပါလိုက်သေးသည်ထိုတဒနာတွေဘဝအမြင်တွေကို မတ်ွယ်နားမလဲတည်လဲမတည်ကြံသူတို့အရွယ်မှာချစ်သူတွေပျော်ကြပြုံးကြရေကြဒီကိုမြင်ကြံသည်ကောင်းလေးနဲ့ကောင်းမလေးချော့ချော့တို့ချစ်စရာတီးတိုးစကားတွေပြောတံကိုကြားကြံသည်ဘိုးတိမ်တိုင်များအုံဆိုင်၍ပျက်စီးတွေလက်နေသည်ကိုပင်တိမ်ဖူးတို့ကိုပြက်လွယ်တွေကနမ်းပြီးထွက်ပြေးသွားတာမျိုးဟုပြင်ကြံသည်ပွင့်တဲ့ဦးတွင် ပြားပဒုံးတို့ဝဲပြန်နေသည့်အတန်များကိုချစ်သူတို့၏တီးတိုးတာများဟုထင်ရှင်းသည်။ကြာပွင့်ပေါ်သို့လာရောက်ဖျားကြသည်ကိုကြာပွင့်အားမမိတမိငုံနှမ်းနေသော ဝေလာဝန်း၏အနံဟုထင်ရှင်းသည်။မန်နွယ်တို့လိုဆယ်ကျော်သက်တွေက အချစ်ဝိထု ရေးဆရာမခင်ဝတီတို့လို အချစ်ဝိထုရေးဆရာတိမ်ပန်းတို့ကိုကိုမမောင်တို့မောင်ဖူးညွန့်တို့ရေးသည့်အချစ်ဝိထုလှလှကလေးတွေကိုသာဖတ်ချင်သည်။မန်နွယ်သည် ဖဖေဝတ္ထုဆုံးအောင်မဖက်လိုက်ဖက်လဲမဖက်ချင်ဖဖေဒီတိုးစားမှုကိုထုတ်ဝေသူတူးမှတူးတို့စာအုပ်တိုက်တိုက်မှတိုက်တို့လှဲပေးပြသည် နောက်ဆုံးတွင် ဖဖေဝတ္ထုကို ထုတ်ဝေမိသူဆို၍တရားမျှမရှိဒီနောက်တွင်ဖဖေဒီဝတ္ထုတွေကိုတင်မရတော့ပဲညပြန်လာရင်နောက်ကြပြန်လာတတ်သည်ဖဖေပြန်လာသည့်အခါတွင်ဖဖေပါဇက်မှအယံနံသည်ဝေဝဲပြန့်လွင့်လာတတ်၏ထိုမျှမကဖဖေဒီ ထုတ်ဝေသူတို့ကိုငါကြီးစကားပြောစားပြုလာ၏။အောင်မြင်နေသော စာရေးဆရာတို့ကိုကျိန်ဆဲစားပြုလာသည်။ရှင်းစာမူတွေကိုဘယ်မှာထုတ်ပေးမဲ့သူရှိပါမလဲ။ငတ်တဲ့ပြတ်တဲ့အကြောင်းစင်းရဲတဲ့အကြောင်းတွေကြီးရေးနေတာ။လူတွေကဒါတွေကိုမဖတ်ချင်ဘူးရှင့်။ပျော်စရာ၊ကြည်နူးစရာတွေကိုဖတ်ချင်တာ။အချစ်ဝတ္ထုတွေကိုဖတ်ချင်တာ။ဒီတော့ရှင်လဲအချစ်ဝတ္ထုတွေရေးပေါ့။ဖေဖေဒီ မမေကိုဝင်းဝင်းတောက်တော့မျက်လုံးများဖြင့်လှမ်းကြည့်သည်။ဘာအချစ်ဝတ္ထုဘာအချစ်ဝတ္ထုရမှာလဲ။ကောင်လေးနဲ့ကောင်မလေးတွေချစ်ကြိုက်ကြတဲ့အကြောင်းပေါ့။ငါအသက်50ကျော်ပြီကွာ။အသက်50ကျော်မှအချစ်ဝတ္ထုတွေရေးရအောင်ပါလား။ဖတ်တဲ့သူတွေကကိုသားအရွယ်ကိုသမီးအရွယ်တွေငါစာရီကိုငါသမီးပြန်ဖတ်ရင်တော့ရှက်စရာ။ဒီအရွယ်ကြီးရောက်မှ ဖေတော့မောင်တော့တွေရေးရအောင်ပါလားငါတသက်လုံးစာပြင်စရာလုပ်ပြီးကြပြာကလေးတွေရေးလာခဲ့တာကွာသမင်းဝဝစားခြင်းရယ်စာရေးစရာမလုပ်ဘူးတခြားအလုပ်တွေပြည့်လို့တိတ်ခါအကြမခံနိုင်ဘူးမေမေကမဲလိုက်သည်မြန်မာပြည်မှာရောနိုင်ငံခြားမှာရောအချက်ဝတ္ထုတွေရေးနေတဲ့စာရေးစရာတွေအများကြီးပါတော့အသက်80ကျော်မှအချက်ဝတ္ထုတွေရေးတဲ့နိုင်ငံခြားစာရေးစရာကြီးတွေလည်း အများကြီးရှိပါတည်းကြုတ်ကြားဘူးပါတည်းဘယ်သူမှတိတ်ခါမကြပါဘူးဒီလိုပဲရင်းနေကြတာပဲတလောကစာရေးဆရာမခင်ဝတီဆိုတာပါလာလို့တွားနှားထောင်နေဟောတဲ့ပြောတဲ့သားပဲပြီးတော့စာရေးဆရာမကလည်းငငယ်လေးရုပ်ချောချောကလေးလာတော့လေအပြန့်စားနဲ့လာလာပြီးတော့စာရေးဆရာတိမ်ပန်းဆိုရင်လည်းဘလောက်ရေပန်းစားတယ်လေစာအုပ်ဆိုင်အငှားဆိုင်မှာလက်မလဲအောင်ငှားရလို့ တူစာအုပ်တစ်မျိုးကို၄၅၆အုပ်ဝယ်ထားရတတယ်ပြီးတော့စာရင်းဆရာမောင်ဖူးညွန်းနဲ့ကိုကိုမောင်မောင်နဲ့သူတို့ဝတ္ထုတွေဘလောက်ရောင်းရတယ်လဲဒီတော့ရှင်လဲအောင်မြင်တဲ့စာရင်းဆရာဖြစ်ခြင်းရဲ့သူတို့လိုရေးပေါ်ခုတော့ကြပြားကလေးဝတ္ထုကလေးမတော့တခေါက်ရေးပြီးသူများရေးတဲ့စာတွေဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မကောင်းပြောနေတယ်မင်းနားမလဲပါဘူးကွာစာပေအကြောင်းမင်းဘယ်လောက်သိလို့လဲ ျုပ်တူကတော့နားမလဲပါဘူးဒါပေမဲ့ရှင်ရေးတဲ့ကဗျာမျိုးဝိထုမျိုးတော့နားမလဲဘူးထင်တယ်အစင်အတန်းနှိမ့်နယ်လိုပဲထင်ထင်ရှင်တို့ရေးတဲ့ဝိထုမျိုးကဗျာမျိုးတော့မကြိုက်ဘူးတော်ရေစုံအောင်လဲမဖက်ဘူးသူများလို့မရေးချင်ရင်လဲနေပါဒါပေမဲ့အောင်မြင်တဲ့စာရေးဆရာတွေစာရေးဆရာမတွေကိုတော့မကောင်းမပြောပါနဲ့သူများအောင်မြင်တာကိုမနာလိုမှလူတိပါတယ်ကိုမရေးနိုင်ရင် ကိုမရေးချင်ရင်လည်းအตาပဲနေပေါ့ဒီစကားကိုမူဖေဖေဤချက်ကောင်းကို ထိုးနှက်လိုက်တယ်လို့ဖြစ်သွား၏ဖေဖေသည်ဘာမှမပြောတော့နောက်ပိုင်းတွင်မူဖေဖေသည်ညညတွင်ဖူးစကတ်ဆက်ကူနှင့် စာရီအများကြီးရေး၏ဘာစာရီမှန်းတော့မတ်နယ်မသိထိုစဉ်ကမတ်နယ်ကလည်းတက္ကသိုလ်နောက်ဆုံးနှင့်မူဘာစာရီကိုမှကောင်းကောင်းမဖတ်ဖြစ်တော့ပဲចောင်းစာကိုကြည့်ဖိကျက်နေရသည်ဖေဖေကမူနက်နက်တိုင်း မဂဇင်းတိုင်စာပြန်လုပ်ကိုမှန်မှန်သွားပြီးညနေကျလျင်အရှိန်ကလေးနဲ့ပြန်လာကတညာလုံးစာတွေတကုတ်ကုတ်ရေးတတ်သည်ဘာစာတွေမှန်းတော့မသိတို့ရတွင်တက္ကသိုလ်ရောက်လာ၍စာဖတ်ရှင်းလာသည့်အခါ၌မတ်ຫນွယ်သည်ဖေဖေကပြားနှင့်ဝိထုတို့ကလေးတွေကိုသဘောကျစာပြုလာသည်ဖေဖေလိုလဲသဒ္ဒနာပါသောစာတွေကိုရေးကျင်သည် မအောင်မြင်၍နမယ်မကြီးလျင်လဲကိစ္စမရှိပါဝေမရရင်လဲကိစ္စမရှိကိုရေးကျင်တာကိုကိုရေးနေရလျင် စိတ်แท้တွင်ပြောမည်ဟုထင်နေသည်တနေ့တွင် မတ်ຫນွယ်ကမဂဇင်းထဲတွင်ပါလာသည့်ဖေဖေရေးသည့်ကြပြာသူလေးတစ်ပုဒ်ကိုဖတ်ရင်းကြပြာကလေးတွေကကောင်းလိုက်တာဖေဖေရဲ့သမီးဒီလိုအသွေးမျိုးသွေးပြီးဒီလိုကြပြာမျိုးရေးသက်ချင်လိုက်တာဖေဖေသည်မတ်ຫນွယ်ကိုမျက်လုံးပြူးကြီးများဖြင့်အလန့်တကြားလှမ်းကြည့်နေသည်ဘဲကြပြာလေဒီလမဂဇင်းမှာပါတဲ့ဖေဖေကြပြာလေး တေအိုးဆိုတဲ့ဖဖေးခင်ဗျာလေးကတို့တမားကသူ့လှေအိုးကလေးကိုပြောတဲ့ပုံစံမျိုးနဲ့ရေးထားတာသူ့လှေအိုးကလေးမှာအိုတော့ကပဲ့ရီမကြာခဏကြိုးပူးခဲ့ပြီတဲ့ကျွတ်သေးလဲမကြာခဏဆုတ်ပြက်ခဲ့ဘူးပြီတဲ့ဒါပေမဲ့အဲ့ဒီလှေငယ်ဟာပဲ့ရီဘလောက်ပဲကြိုးကြိုးကျွတ်သေးဘလောက်ပဲဆုတ်ဆုတ်ပင်လယ်ကြီးစီမရမနာဆုံသွားနေတာပဲတဲ့ခုတော့လှေငယ်ဟာအိုမင်းပြီးဇရာတွေဆွေးလို့လှေဝမ်းလဲပေါက်နေပြီတဲ့ ဝမ်းထဲမှာလည်းရေတွေဝင်လို့ပဲ့ကလည်းနှင်းလူမတက်ဖြစ်နေပြီတဲ့ဒါကြောင့်သူ့ရဲ့နာဝါခရီးကိုမဆက်တော့ပဲကန်းဆက်တနေရာမှာထိုးဆိုင်ပြီးလှိုင်းကလေးတွေပုတ်ပေးတာကိုခံရင်းအနားယူမိဆက်ပါတော့တဲ့ဇယားကိုပြောတာလားမသိဘူးနော်ဖေ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 ဒီမနွယ်ကိုထူးထူးဆန်းဆန်းကြည့်နေသည်သူ့မျက်လုံးများသည်တောက်ပနေကြ၏တမီးလေးဆယ်တန်းလောက်တုန်းကတော့ဖေဖေကြပြားတွေကိုကောင်းကောင်းနားမလည်ခဲ့ဘူး တတနာတွေများတယ်လို့ထင်တယ်။အတိခတ်တယ်လို့လည်းထင်တယ်။ခု တက္ကသိုလ်နောက်ဆုံးနေ့ရောက်လို့အသွေးအမြင်တို့ဘာလို့နည်းနည်းရင့်တန်လာတော့မှနားလည်တယ်လို့လို့ဖြစ်လာတယ်။တမီလဲဒီလိုအသွေးခေါ်ပါတဲ့ကြပြာမျိုးစာမျိုးတွေကိုရေးတက်ချင်လိုက်တာ။ကျောင်းဥစာကိုသာစူးစားပါတမီရဲ့။ဒါတွေနောက်မှလောက်တာပေါ့။မန်းနယ်ငငယ်တော့ကတော့ဖေဖေဒီသူ့တမီကို စာကျောင်းပေကျောင်းတွေပြောတတ်တယ်။ စာပေတွေကိုအဖက်ခိုင်းသည်တို့ရတွင်ယခုနောက်ပိုင်းတွင်မူမတ်နွယ်ကို စာပေတွေကိုမဖက်ခိုင်းတော့မတ်နွယ်ကစာချောင်းပေချောင်းပြောလာရင်းလဲစိတ်မပတပါမြပြန်ပြောကစကားကိုဖျက်ပြစ်လိုက်သည်ဖဖေးကိုကြည့်ရသည်မှာလဲတနေ့တခြားပိန်ချုံးလာသည်ဆရာဝန်ကို ပြကြည့်သည့်အခါတွင်ဖဖေးတွင်တီဗီရောဂါဖြစ်နေကြောင်းသိရသည်တို့ရတွင်ဖဖေးသည် အလုတ်ကိုမှန်မှန်သွားမြဲညညတွင်ဖူးစကတ်စာရွက်တွေနဲ့စာရည်ရေးမြဲ တို့ဖြင့်ဖေဖေသည်နောက်ဆုံးတွင်အိယာဘောတို့ဘုံဘုံလဲခဲ့ခြင်းဖြစ်သည်အိယာဘောတွင်လဲသည့်အခါ၌ဖေဖေသည်ငါကြီးစရာစကားတွေကို ပြောလာတတ်သည်တခါတွင်ဖေဖေကဗလာစာအုပ်ဖြင့်ရေးထားသည့်သူ့ကပြားများကိုဖတ်နေသည့်မတ်ຫນွေအားဒါရီဖတ်ရမလားဟုဆူသည်ဖေဖေကပြားတွေကိုဖတ်တာပါဖေဖေကပြားတွေကတတနာပါတယ်မဟုတ်လားသမီးကအဲ့ဒီလိုကပြားမျိုးတွေကိုဆက်ချင်လို့လိလာတာပါ တမီးကဘာလုပ်မယ်စိတ်ကူးလို့လဲဖြစ်နိုင်ရင်တော့စာရေးဆရာမတို့ကြပြာဆရာမတို့လှုပ်ချင်တာပေါ့ဖေ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 ကမရည်ချင်းရည်ချင်းရည်လိုက်တီစာရေးဆရာတို့ကြပြာဆရာတို့မဖြစ်ချင်စမ်းပါနဲ့တမီးရဲ့ဓာရီကအလကားပါမနှွယ်မျက်လုံးဝိုင်းသွားသည်ဘာဖြစ်လို့ စာရေးเสียဆိုတာကြိမ်စာမိနေတဲ့လူလိုပဲခေါင်းထဲမှာလေးလေးနက်နက်တွေတွေးပြီးကလထိုင်မှာတကုတ်ကုတ်နဲ့ရေးပြီးတည်သွားရတာပါ သူ့မှာကိုလှုပ်ချင်တာလှုပ်ရလို့စိတ်ချမ်းသာတာကလွယ်ပြီးတခြားဘာမှရှိတာမဟုတ်ဘူးဒါတော့မှတစ်ခါတစ်ခါပူမရေးချင်တာတွေရေးနေရလို့စိတ်ညစ်ရတဲ့အခါရှိသေးတယ်ကိုကအချစ်ဝတ္ထုမရေးချင်ပေမဲ့ရေးနေရတယ် လောကမှာကိုမလုတ်ချင်တာကိုလုတ်ရပြီးကိုလုတ်ချင်တာကိုမလုတ်ရတာဟာစိတ်အစင်းရဲဆုံးပဲဒါကတော့ဖဖေရဲ့ကိုမရေးရင်မရေးနဲ့ပေါ့ကိုကအောင်မြင်မှုတို့ကြော်ကြားမှုတို့ဝေကြီးလို့တော့မလိုက်ပဲကိုရေးရင်ဓာရီကိုရေးနိုင်တဲ့အခွင့်အရေးရှိတာပဲဘာဖြစ်လို့စိတ်ညစ်ရမှာလဲအမှုပညာဆိုတာပုံမြင်တဲ့ကမိတွင်းနဲ့နေရတဲ့ကလေးငယ်နဲ့အတူတူပဲ မိတွေကရိုက်တော့ခလေးမှာပလဲမျက်ရည်တွေပေါက်ပေါက်ကျနေရတယ်။နာနာရိုက်လေပလဲမျက်ရည်ပေါက်တွေကများများကျနေပဲ။ဒီအတိုင်းပဲစာရေးဆရာဟာလည်းရက်ဆက်တဲ့မိတွေနဲ့တူတဲ့လောကကြီးကနာနာရိုက်မှမျက်ရည်တွေကပိုထွက်မှာပလဲတွေပိုထွက်မှာဒီတော့ဂါသမီဘာဖြစ်လို့မိတွေအရိုက်ခံခြင်းရတာလဲကို့ဘာသာကိုပြျော့ပြောနေစမ်းပါဖေဖေမာသာဝှစ်ရှိလို့ ပြည်တွင်းအရိုက်ခံရတာဖေဖေဒီသူစကားများကိုပြောနေချိန်၌တော်တော်ခါသိနာကြီးနေဟန်ရှိ၏ဖေဖေစိတ်မကောင်းမီကိုဆိုသည်ဖြင့်မတ်နွယ်သည်အသာပင်ငြိမ်နေလိုက်သည် ဖေဖေဒီယောဂါကိုတနေ့နီးပါးခံလိုက်ရပြီးနောက်ဆုံးသွားခဲ့သည်ဖေဖေဆုံးသည့်အခါတွင်ဖေဖေလှုပ်သည့်မဂဇင်းတိုက်မှဝင်းနေရထည့်ပြီးဖေဖေမိတ်ဆွေကဗျာဆရာများ စာရေးဆရာများကစု၍ထည့်ကြ၏ တို့ရာတွင်ဖေဖေအတုပသည်မျက်နှာငယ်အတုပများသာဖြစ်ပါသည်အတုပကိုလိုက်ပို့ချသူများမှာဗစကားသုံးစီးပင်မပြည့်ခြင်းမှာကိုပိုင်ကားဆို၍ဖေဖေလုတ်သည့်မဂဇင်းတိုင်းမှတိုက်ရှင်ဤကားစည်းသာရှိ၏မန်နွယ်တို့သားမိသည်ဖေဖေအတုပကားနောက်မှအတုပရှင်များအဖြစ်ထိုကိုပိုင်ကားကလေးဖြင့်လိုက်ခဲ့ကြသည်မင်းဤကဖေဖေရက်လည်စွန့်တော့ပြီးနောက်မေမေနှင့်မန်နွယ်သည်သူတို့အခန်းလေးကို ရှင်းလင်းသိမ်းဆည်းကြ၏မေမေကနောက်ဖေးမှာ တိုလီမိုလီပစ္စည်းများနဲ့ဖေဖေးအဝတ်စားတက်တာတို့ကိုတင်စီနေချိန်တွင်မန်နွယ်ကဖေဖေးစာအုပ်များကိုတင်စီနေသည်စာအုပ်စဉ်တစ်နေရာတွင်လုံငန်းသည့်၄၅နှစ်ကဖေဖေး၏ဒိုင်ယာရီစာအုပ်ကလေးကိုတွေ့သည့်ဖြင့်မန်နွယ်လှမ်းကြည့်လိုက်သည်သူလှမ်းကြည့်လိုက်သည့်စာရွက်ပေါ်တွင်ဖေဖေးလက်ရည်ဖြင့်ရေးထားသောစာကြောင်းများကိုဖတ်၍မန်နွယ်အံ့အားသင့်နေသည်ကိုကိုအချစ်ကလေးအေးပြောသွားပြီးဝတ်ထုရေးပေးကားအတွက်စာရေးဆရာတိမ်ပန်းထံမှရရန် ြံွေ200အချစ်ပြက်ကတဲ့ရကလေးနောက်ဆုတ်ပေးပါဝိထုရေကအတွက်စာရေးဆရာမမက်ခင်ဝတီထံမှရရန်ကြံွေ200မန်းလွယ်ကြောင်းလာကပေးရန်အတွက်စာရေးဆရာကိုကိုမောင်မောင်ထံမှစရန်ယူငွေ300ညညတွင်ဖူးစကတ်စာရွက်ကြီးတစ်ထပ်ဖြင့်စာရေးနေသောဖိဖိပုံကိုမန်းလွယ်မြင်အောင်လာသည်ရှဲတို့စာရေးဆရာဟုယနေ့ခေါ်ကြသူများကိုအင်္ဂလိပ်လို တဆေစာရေးစရာဟုခေါ်ကြောင်းမတ်နွယ်ကြားဘူး၏မတ်နွယ်သည်တဆေစာရေးစရာဘွားမှကျွတ်သွားသောဖေဖေအတွက်အမျှဝေမိလေသည်ရင်ခုန်ပွင့်မဂဇင်းမေလ1988အဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဒိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုမေတ္တာရက်ခံခြင်းပါရယ်ခင်ဗျာ ားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ